အားလုံးပဲမင်္ဂလာပါရှင်ဆရာကြီးလူသူဦးလှရဲ့ဇနီးနှင့်သားသမီးများတို့ထောင်တွင်းမှပေးစာများစာအုပ်ကိုဇသိမ်းပိုင်းနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင် စာမှတ်49စံပြဗဟုထောင်ရန်ကုန်3ရက်10လ1956မှာဦးလေးသိန်းဆရာကြီးရွှေဦးတော်ရဲ့အမှုကို စွဲချက်မတင်မဲအော်တိုဘားလာတရင်တွေကလွှတ်လိုက်တဲ့ဆိုတဲ့အကြောင်း ကျေနံရလို့အပါကထောင်ဝင်စားလာတွေ့ပြီးပြောသွားတယ်။ဝမ်းတာလိုက်တာ။ဝလာတဲ့ရှစ်ပေါင်လောက်တူးလာတယ်လို့စာထဲမှာပါလာတဲ့အတွက်လဲသဘောကျနေပါတယ်။ရန်ကုန်ထောင်ကမိတ်ဆွေတွေကတော့ဥလေးသိန်းအဖမ်းခံရတယ်ဆိုတဲ့ကရန်ကုန်ထောင်ကိုပြောင်းရအောင်လုပ်ပါလို့တွတ်တွတ်ပြောနေကြတာပဲတွေ့ကျင်ကြလို့တဲ့။ကိုကိစ္စလုံးကအစိုးရကဟိုက်ကုတ်တရားလွှတ်တော်မှာရှောက်တယ်။ ဒီတစ်ခါဒိုးကဦးလေးသိန်းကို ရန်ကုန်ရုံမှာစစ်ဖို့ရှောက်ပါလို့လဲဝိုင်းကြံပေးကြတယ်သူတို့ကတော့ခက်တော်တော်သမားတွေပဲဒီလိုဆိုတော့လဲငါးလနီးနီးတော့ပဲနေရလို့တော်သေးတာပေါ့ခါလေတော့တော့နေရလိမ့်မယ်အောင်ယုံကတော့ချမှာပဲဟိုက်ကုံရောက်မှလွတ်တော့မှာပဲလို့ဒိုးလူစုကတွက်ထားကြတယ်လေဦးလေးသိန်းကတော့အင်မတန်ကံကောင်းပါတယ်ကဲအစိုးညံ့တွေကုံပါပြီထင်ပါရဲ့မင်းတို့လဲကြည်ရေးကြပါ ပြည်သူတွေရဲ့အကျိုးအတွက်ငွေပန်ရေးသားတာဘသူ့ဘဝမှာပြည့်စည်လို၍လို့မနာလိုမုံထားလို့မဟုတ်တဲ့အကြောင်းပေါ်လွင်ပါစေ။ရန်မထောင်မှရန်အောင်လေ။ရန်ထောင်ရင်ရန်လောင်မိတတ်တယ်။ရန်မလိုမှ ရန်ပြိုတယ်။ရန်လိုရင်ရန်ပိုတက်လာတယ်။ဆိုတဲ့ပညာရှိစကားတွေကိုဒီလိုအချိန်မှာကြက်ကြက်နှလုံးသွင်းပြီးတော့တခြားဘက်ကအတွင်းဒီဖြစ်စေမတွင်းဒီဖြစ်စေကိုကတော့တွင်းရမယ်ကျင့်ရမယ်ဒီတစ်ခါတစ်ခုခုထပ်ဖြစ်ရင်မင်းအလှဲ့ဖြစ်နိုင်မယ် ထောင်ထဲမှာကိုရှိတယ်ဆိုပြီးတိတ်လုံမနေနဲ့လူပြည်နဲ့နတ်ပြည်မှာသာအတူတူနေရတာငရဲပြည်မှာအတူတူနေရတာမဟုတ်ဘူးဒါကြောင့်ထောင်ထဲလိုက်လာဖို့စိတ်မကူးနဲ့ဦးလေးသိန်းတို့ဒေါ်တော်တို့ကိုနှုတ်ဆက်လိုက်ကြောင်းပြောပြပါ မြစ်တာပို့တာပါဤစာမှတ်90စံပြဗဟိုထောင်ရန်ကုန်19ရက်17လ1956မာလူလူတရင်စာပြူစောတိကောင်းကြီးပိုင်းနှင့်ပတ်သက်ပြီး တင်ထားခံရတဲ့အာမခံငွေ၃000ဟာဦးလေးသိန်းဆရာကြီးရွှေဦးတောင်းကိုပင်အမှုလုံးလို့မဖြစ်ပဲလွှတ်လိုက်ပြီးဖြစ်တဲ့အတွက်ပြန်လဲရရှိတော့မှာပဲကိစ္စတွေအလုံးပြင်းငိမ့်ပါပြီလို့ထင်နေတာဇွန်လာထုတ်ကြားနေမြန်ဖုံယုံကအစိုးရကိုအကြည်ညိုပြက်စီတဲ့ဆိုပြီးပြန်ရတော့မယ်ထင်နေတဲ့အဲ့ဒီ၃000ကိုအစိုးရကသိမ်းလိုက်ပြီးဆိုတဲ့အကြောင်းလုံးခဲ့တဲ့၄၅၀ရက်ခရဲကသတင်းစာများအရာ ကိုသိပြီးပါပြီ အခုတဖန်လူလူသတင်းစာနှင့်ဂျာနယ်ဆက်လက်ထုတ်ဝေနိုင် ဆက်လက်နိုင်ရေးအတွက်ပုံနှိပ်တိုင်းလက်တလုံးဥပဒေရအာမခံငွေ၄တောင်တွင်းလိုက်ရပြန်ပြီဆိုတဲ့အကြောင်းကိုသတင်းစာများမှာဖတ်ရပြန်ပါတယ်ကဲဘယ်တတ်နိုင်မလဲကွယ်တင်ယုံသာရှိတာပေါ့မတင်နိုင်လောက်အောင်ဖြစ်တော့ပိတ်ယုံရှိတာပေါ့အခုခေတ်မြန်မာပကြီးလောကမှာနာမည်ကျော်ပြီဆိုတဲ့ပကြီးကျော်ဥပညာဥငွေကိုင်းဥစောမောင်ဥပလုံးဥုံတွင် ဥပကြီးဥခင်မောင်စားတဲ့ပကြီးဆရာကြီးတွေရဲ့ ပထမတန်းစီစေးကားကြီးတွေတောင်မှဝယ်ယူသူတွေကတုံအောင်ပေးတယ်လို့မကြဘူးပါဘူးဒိုးမိတ်ဆွေပကြီးကိုပါရင်ကလေးရဲ့လက်ရာကိုတော့နိုင်ငံတော်အစိုးရကတန်မိုးတုံအောင်ဈေးဖြတ်လိုက်ပြီအစိုးရဟာအကောင်းဆုံးရာဖြတ်မှုဖြတ်တဲ့ဈေးကတော့ပေးရတာပဲစစ်လို့မရဘူးတီးတာပါပဲဒီလောက်အပူတန်တဲ့ပကြီးကားတွေကိုတော့ဆွဲမပေးပါနဲ့တို့မတတ်နိုင်လို့ပါအစိုးရစီတိုက်ရိုက်သွင်းခြင်းသွင်းမှာလို့ကိုပါရင်ကလေးကိုပြောပြပါ ဒီစင်းနဲ့တော့ဘယ်နည်းနဲ့မှတို့မဝင်နိုင်ဘူးဘလောက်ကိုကလည်းရှိသေးတယ်ကိုတယောက်လုံးထောင်ထဲရောက်နေရတဲ့အတွက်မင်းတို့ကိုဥပဒေတွင်ဒီမိုကရေစီစီးပွားရေးတွင်ဖြစ်ပေမဲ့ဘာမလုပ်ပါနဲ့ဘာမေးပါနဲ့လို့မပြောလိုပါဘူးဒီလိုပြောပြန်တော့လဲရေးတင်တာကိုမရေးမရေးတင်တာကိုရေးတယ်ဆိုတော့တရင်စာဆရာများရဲ့စာသုံးလုံးဥပဒေနဲ့မလွတ်ပေဘူးတရင်စာရဲ့ဝတ္တရားပြည့်တယ်ဒါပေမဲ့အခါကာလကမကောင်းဘူးကိုဝတ္တရားလည်းမပြည့်အောင် အစိုးရကအပြင်းလဲမရှာနိုင်အောင်ကြည်လုံရမယ်။ဘလို့ရေးရေးပြေရှာခြင်းနဲ့လူက ရှာမှာပဲလို့တွေးတော်မိရင်လဲကိုကတရားမပြည့်နဲ့။ပြည်သူတွေကြိုးတွဲရေးသားဖော်ပြတယ်။ဝေဖန်ရေးသားတယ်ဆိုတာပေါ်လွင်စေရမယ်။ဘသူကမှဝင်တို့မုံထားတဲ့စေတနာနဲ့ရည်သားထားတာမဟုတ်ဘူးဆိုတာထင်ရှားစေရမယ်။ငြင်းငြမ်းတရားတဲ့ကာလာကြီးမြ мян ရောက်ပါစေ။ဖိဖိစာမှတ်51ဘ ഹു စံပြထောင်းရန်ကုန် 1338ခုဒဇောင်မုံလာဆန်း9ရက်10ရက်2လ1956တားကလေးမောင်ရင်းချံတားအခုကိုကိုတို့နဲ့ကြောင်းသွားပြီဆိုကြောင်းသွားပြီတန်းထဲမှာနေရတာမင်းထင်သလိုပျော်စရာကောင်းရဲ့လားကွပြင်းများပြင်းနေမလားကြောင်းမသွားခင်တိုက်ကအထွက်လွယ်ကလေးနဲ့တားကလေးကြောင်းသွားမယ်ဟန်ဓာတ်ပုံကလေးတစ်ပုံတော့ဖေဖေစီပို့ပေးပါ ပြုံလုံးလှလာကလေးရိုက်ပေးလိုက်ပါကဲတားကလေးကြောင်းစားသွားတဲ့ထိမ်မှန်းနဲ့ဖေဖေက ပြင်ပုံမြင်လေးတပုံးပြောပြပေးမယ်။ဖေဖေတော့ဒီလက်ဆောင်ပဲပြီးနိုင်မယ်သားရဲ့။တရင်ပုံမြင်ဆိုလို့ဖေဖေတခါမှမင်းကိုမပြောပြရသေးဘူးထင်တယ်။ပုံမြင်ဆိုတာတကယ်အဖြစ်ပြက်အမှန်ရဲ့လို့တော့မဟုတ်ဘူးပေါ့ကွယ်။ဒါကြောင့်ဟုတ်နိုင်တယ်မဟုတ်နိုင်တယ်ဆိုတာကတော့တဲမစစ်စင်းနဲ့တော့ဟုတ်နိုင်တာလဲပါလိမ့်မယ်။မဟုတ်နိုင်တာလဲပါတတ်တာပေါ့။ကဲပုံမြင်လေးစပြောတော့မယ်။နာမည်ကစောပလာတဲ့။ဟိုးရှိရှိတော့ငါတဲ့။ လူသားဖာ၂ယောက်နဲ့ကြားသားဖာ၂ကောင်ဟာတောဆန္ဒကတဲကလေးတဲမှာအတူတူနေကြတဲ့။ဒီနေ့တော့အဖေ၂ယောက်ကတဲငယ်ရိတ်သွားကြတော့တာကလေး၂ယောက်ကတဲမှာကြံခဲ့တဲ့ကွယ်။အတူတူကစားနေရကကလေးတွေဆိုတော့ရန်ဖြစ်ကြတာပေါ့။လူကြီးတွေလည်းအတူတူကစားရင်ရန်ဖြစ်ကြစကားများကြအငင်းပွားကြတာပဲတားရဲ့။ဖေဖေတို့မိတ်ဆွေတယောက်ဟာတခါတလေအတော်ငင်းတန်နေ။အခုကတော့လေကောပြိုက်တဲ့ဒုံကြီးကိုနှိပ်ပြနေရှိတယ်။ ဒါကြောင့်ကြားကလေးနဲ့လူကလေးစကားများကြရန်ဖြစ်ကြတယ်ဆိုတာဘာမှမဆန်းပါဘူးကွယ်။ရန်ဖြစ်ကြတော့ကြားကလေးကလူကလေးကိုကြိုက်မဲလောက်တာနဲ့လူကလေးကလည်းကြားပါငိမ့်လို့ရှောင်းတင်းလိုက်ပြီးလယ်မြိုနဲ့မေးရိုးကိုအောက်ကနေမြှောက်ပြင်ကောတက်လိုက်တာ။အချိန်တိုးဝင်လာတဲ့ကြားကလေးနောက်ကောက်ကျသွားရတဲ့ဒေါသရှိထားမှားမယ်ဆိုတာဒါပေါ့သားရဲ့ဆန်ဆန်ကြီးလဲနေတဲ့ကြားကလေးကိုလူကလေးကဒီလိုထားလို့မဖြစ်ဘူး။တနေ့နေ့ဒီကောင်ကကိုရံမှုအောင်မှာပဲဆိုပြီး ခြေလေးချောင်းကိုစုကိုင်းပြီးအပေါ်မြောက်ကမြေကြီးပေါ်တအားကိုင်ပေါက်လိုက်တော့တာတဲ့ကြာကလေးများနောက်ကောက်ကြလို့တင်းနေသုံးလေး30မှရေးလို့မပြီးသေးဘူးမာလကဆန်းကြွသွားရှာရော့တဲ့တားရဲ့အဲ့လူကလေးကအလုံးခွန်အားပလာကောင်းတာကိုကွက်သူ့နာမည်ကစောပလာတဲ့စောရပလာမဟုတ်ဘူးနော်မြမလိုရိုးရိုးဆိုတော့မောင်ပလာလိုပဲဆိုကြပါစို့ကွယ် ညနေမုံချိုခံပြီးတော့စောပလာရဲ့အဖေနဲ့သူ့မိတ်ဆွေကြားကြီးလဲတန်ငယ်ရေးကပြန်လာကြတဲ့အိမ်ရောက်တော့ကြားကလေးဆန်းဆန်းကြီးတည်နေတာမြင်ရတော့လူကြီးနဲ့ကြားကြီးဟာအံ့အားသင့်နေကြတဲ့ဘသူများလာပြီးတတ်သွားပါလိမ့်လို့တွေးတော့နေကြတဲ့စောပလာလေးဝမီတော့စောပလာကလေးကအဖြစ်ပြက်အမှန်တိုင်းပြောပြတာပေါ့ကွယ်သူ့ကိုယ်သူကွယ်ရာကဒေါသအနှောက်လက်လွန်သွားတဲ့အကြောင်းမမှန်ပဲပြောပြလိုက်တဲ့ ကြာကြီးလဲဒူသားကလေးသေးတယ်ဆိုတော့ဝမ်းနေတာပေါ့ကွယ်လူကတက်လို့သေးတယ်ဆိုတော့ရှင်လဲရှက်တာပေါ့ဒါနဲ့သူတငယ်ချင်းစောပလာတို့အဖေကို ကဲတငယ်ချင်းမင်းကြားတဲ့အတိုင်းပဲဒီလိုဆိုရင်ဘယ်လိုလုပ်မလဲလို့မေးတဲ့ဖတီကြီးကလည်းခေါင်းကုပ်ပြီးခက်တယ်ခက်တယ်လို့ညီးတဲ့ဖတီကြီးကတရားသဖြင့်သာဖြစ်စေခြင်းတော့ခက်တယ်ခက်တယ်လို့ညီးရှာမှာပဲလူမျိုးလူကောင်းကြီးကို တောင်းလောင်းနေမှမင်းသားကိုငါသားက တက်လိုက်ရင်လည်းငါးသားကိုလည်းမင်းကြိုက်တက်လိုက်ပေါ့လို့ပြန်ပြောလိုက်တဲ့။ကြာကြီးကလည်းအေးဟုတ်တယ်ဆိုပြီးပြောပြောဆိုဆိုနဲ့ဒေါသလွတ်ပြီးစောပလာကလေးကိုပြေးအောင်လိုက်တာပေါ့။တတိရှိတဲ့စောပလာကလေးကသူ့ဖေနဲ့စကားပြောနေကြကလေးကတေးသေးချာချာနားထောင်နေတယ်။ကြာကြီးပြေးအောင်ချင်းအုံမှာပဲဆိုပြီးသူကတတိထားနေတော့ဝင်အောင်တဲ့ကြာကြီးကိုအသာရှောင်ပေးပြီးကြာကြီးမေးကိုခြေပြားနဲ့ခတ်လိုက်တာ။ကြာကြီးလည်းခွေးကြီးခံရိုက်သလို ဖြစ်သွားတော့တာပဲတဲ့တေတော့တေမယ်မဟုတ်ဘူးပေါ့ကွယ်ဒါပေမဲ့တော်တော်တော့ခံရမှာပေါ့ဒါနဲ့စောပလာလေးကဒေါပွားပြီးအဖေခမရလည်းမကောင်းဘူးခမရကြီးကြုတ်ကိုတီချောင်းကျန်တယ်ခမရနဲ့ကြုတ်မနေတော့ဘူးလို့ပြောဆိုပြီးတခါတည်းတဲတဲကထွက်သွားရောတဲ့စောပလာလေးဟာတာကလေးမောင်ရင်းချမ်းအရွယ်လောက်ရှိမလားကိုကိုမောင်ချစ်ခင်လောက်ရှိမလားကိုယ်ဆိုဝင်လောက်ရှိမလားဆိုတာဖေဖေအခုမပြောသေးဘူးနော်။နောက်ပိုင်းရောက်တော့မှမင်းတို့ဘာသာတွေးကြည့်ကြပြီတော့ စောပလာလေးဟာတော်ကြီးတဲ့ခြေဥတဲ့ရရှောက်သွားနေတာပေါ့ကွယ်ရတဲ့တတိတင်းဥတစ်ဖုတင်းမြစ်တွေကိုပဲချိုးဖဲစားနေရရှာတဲ့အဝိကလည်းတဖြည်းဖြည်းနဲ့ပါလာလာလေးတွေဟာဝတ်လို့မရတော့ဘူးတဲ့တာရင်ကားကလေးမောင်းရင်းချမ်းရွယ်ဆိုရင်တော့ဝတ်စရာမရှိရင်တော်သေးတယ်။ငွားကလေးခလောက်ဆွဲထားတာနဲ့တူမှာပဲရှိတယ်။ကိုကိုမောင်ချစ်ခင်တို့ကိုကိုစိုးဝင်းတို့ရွယ်ဆိုရင်ဖြင့်ခက်သေးတာပဲ ါနဲ့စောပလာလေးဟာအသီးရွက်တွေခူးတည်ပြီးအေးနဲ့ဘူးမှဲ့ချင်ရင်တွေရဲ့ဘီးကိုကာကွယ်ဖို့ဖြစ်တတ်သလိုဝစ်စားစင်ရင်ရရှာတဲ့နေ့စဉ်ခြေဦးတဲ့ရသွားညင်ဆိုရင်အန်ရကင်းအောင်ကြံဖန်အိတ်ဒီလိုနဲ့နေလိုက်တာ၄၅၆လောက်လောက်ကြာတော့တော်လွန်မျိုးအဆက်ကအင်္ဂလိပ်တိန်စီရောက်သွားတဲ့တိန်လုံးမှာလည်းအဖိုးကြီးနဲ့အမဲကြီးနှစ်ယောက်ပဲရှိကြတဲ့တည့်ရွက်တွေဝတ်ထားတဲ့လူကလေးကိုမြင်တော့အဖိုးကြီးနဲ့အဖွားကြီးက ဘလို့တငယ်လေးပါလိမ့်လို့တွေးတောနေကြတဲ့တနာနဲ့တနာကြတဲ့ကွယ်ဒါနဲ့ပဲလာပါတငယ်ကလေးထိုင်လေရေတောက်ပါလို့ဆိုကြတဲ့စောပလာလေးကလည်းအင်္ဂလိပ်နဲ့ဝင်ထိုင်ကြတဲ့ကိုကြီးဖွားကြီးကသူ့ကြောင်းမေးတော့ဖြည့်ကြောင်းကုန်စင်ပြောပြတဲ့အတွက်ตาပြီးတော့ပဲသူ့ကိုတနာချစ်ခင်လာကြသေးတဲ့ဖိုးကြီးဖွားကြီးမှလည်းသားသမီးမရှိကြလေတော့စောပလာကိုပဲမွေးစားကြရော်တဲ့ဖိုးကြီးအမေကြီးကတော့မြူကြီးတဲကဘီယန်နန်းတော်မှာ ဘရင်သမီးတော်ကို နေ့စဉ်ပန်းတွေဆက်တာကြရတဲ့တော်ထဲမှာကောင်းလို့ရာရာပန်းတွေကိုနေ့စဉ်ရှာဖွေပြီးနေ့စဉ်ပဲဘရင်သမီးတော်ကို ပန်းဆက်နေခဲ့တာနှစ်ပေါင်းကြာလှပြီတဲ့ဒါကြောင့်သမီးတော်နဲ့လည်းခင်မင်နေကြတဲ့စောပလာလီကတော့အဖိုးကြီးဖွားကြီးဟာအသက်အရွယ်ကြီးလာပြီသူတို့ကိုငါကပဲလုံကျွေးမှာဆိုပြီးနောက်တနေ့နန်းနဲ့မှာပဲစောစောကြီးထားပြီးတော်ထဲကို ပန်းခူးထွက်တဲ့ ကိုကြီးဖွားကြီးကိုလည်းအမေတို့ဖေတို့ဘာမှမလုပ်ကြပါနဲ့ပန်းတွေကိုကျွန်တော်ရှာခဲ့ပါမယ်လို့ပြောခဲ့တဲ့။စောပလာကလေးအားတော့တောင်လဲအလွန်ကျွမ်းအသွာလာကလည်းအလွန်နှင်းမြန်းတစ်ပင်တက်ကလည်းအလွန်ကောင်းသောအိမ်ကိုစောစောပြန်ရောက်တယ်။ပန်းတွေကလည်းအလွန်မဲလှတယ်။ကောင်းနေတဲ့လေတစ်ပင်ကြီးခေါင်းများတွေမှာပေါက်တဲ့ရွှေပင်စင်ငွေပင်စင်လိုပန်းမျိုးကိုအဖိုးအမေအိုတွေကဘယ်ခုနိုင်ကြမလဲ။စောပလာလေးကတော့တာတာကလေးနဲ့ခုနိုင်တာပေါ့။ ပန်းတွေဟာခါတိုင်းနဲ့မတူများလဲများ လာလဲလာကောင်းလဲကောင်းဆက်တရာမှာလဲစောနေတော့သုံးရမြောက်တဲ့နေ့မှာမင်းမီးလေးကအဖိုးကြီးမဲကြီးကိုအကျိုးချောင်းမေးတော့တာပေါ့တူတူငါငါဒါကတော့မေးမှာပဲမင်းမီးဆိုတော့အလုပ်ကလည်းမရှိလှဖို့ပါဖို့နဲ့ပန်းတို့နသားတို့အဝတ်အစားတို့စီရင်ထုံးဖွဲ့မှုတို့သာစဉ်းစားစိတ်ဝင်စားနေနိုင်တဲ့လူဒန်းစားကိုဒီလိုဆိုတော့တာပြီးမေးမှာပေါ့ဒီတော့ကအဖိုးကြီးနဲ့အဖွားကြီးက ူတို့မှာတာကလေးတယောက်ရနေကြ။သူသားလေးမှာပန်းရှာအလွန်ကောင်းကြ။သမီးတော်ကလေးတွေဤသုံးရက်တွင်ဆက်သားတဲ့ပန်းတွေဟာသူရှာဖွေတဲ့ပန်းတွေဖြစ်ကြ။ရှောက်ထားကြတယ်။အဲ့ခါမှသမီးတော်လေးကအလွန်နှိမ့်ချိုက်သဘောကျတဲ့ဒီလိုထူးချွန်တဲ့လူငယ်ကို သူတွေ့ကျင်ပါတယ်လို့ပြောတဲ့အခါဖိုးကြီးနဲ့ဖွားကြီးကတယောက်မျက်နှာတယောက်ကြည့်ကြတဲ့။ဘာများကြည့်ကြတာလဲလို့ပါနေတဲ့မိန်းသမီးလေးကမေးလိုက်တော့ အမေကြီးကသူတို့သားကလေးမှာအဝတ်အစားမရှိတဲ့အကြောင်းဖုတ်ပြီးတော့ပြောပြလျှောက်ထားလိုက်ကြတဲ့။ဒါနဲ့မင်းသမီးလေးကတငယ်လေးတွေပိုးပစိုးတထဲနဲ့အပေါ်ဝဲအင်ကြီးခေါင်းပေါင်းများပေးလိုက်တဲ့။ဖိုးကြီးနဲ့အမေကြီးကအဝတ်အစားတွေကိုယူလာပြီး သူတို့သားကိုပေးကြတယ်။မင်းသမီးလေးစီလိုက်ခဲ့ဖို့လဲပြောကြတယ်။စောပလာလေးကပန်မဲကောင်းကောင်းခုပေးတာပဲ။နန်းတော်ကိုတော့မလိုက်ဘူး။သူပေးလိုက်တဲ့အဝတ်အစားတွေဟာမကောင်းလို့မလာသေးတာဖြစ်မဲ့ဆိုပြီး မင်းသမီးဟာငွေချီရဲ့ငွေပစိုးငွေအဝတ်ထဲတွေထပ်ပြီးလိုက်ပြန်တယ်။ဇော်ပလာကြီးကတော့ပန်းတွေသာကောင်းတီထဲကောင်းအောင်ရှားပွေခုတယ်ဆက်စီတယ်။သူကိုယ်တိုင်တော့အဖိုးကြီးမဲကြီးများရဲ့နန်းတော်ကိုမလိုက်ဘူးတဲ့။မင်းသမီးလေးကရွှေကြီးငွေကြီးတွေနဲ့ရဲလုံးတဲ့ရွှေအဝတ်ရွှေပစိုးတွေပေးလိုက်ပြန်တဲ့။ဒါနဲ့လေဇော်ပလာကနန်းတော်ကိုတော့မလိုက်ဘူးတဲ့။မင်းသမီးလေးကလည်းစောပလာရှာဖွေတင်ဆက်တဲ့ပန်းတွေကတနေ့ထက်တနေ့ကောင်းကောင်းလုံးလုံးဖူးသူပို့ပို့ပြီးတော့တွေ့ကြရှာတဲ့ ။ဒါနဲ့တနေ့တော့ပူကြီးအမေကြီးတို့ရဲ့အိမ်ကိုညနေပိုင်းမှာကိုယ်တိုင်ကြွလာခဲ့တယ်။စောပလာကို အိမ်မှာဆောင်ခိုင်းမှလို့မင်းသမီးလေးကမှားလိုက်တဲ့။မင်းသမီးမှားတဲ့အချိန်ပူကြီးအမေကြီးကစောပလာကိုပြောရှာတာပဲ။ပူပူစိုးကလေးဝေထားပါတားရဲ့လို့ပူကြီးကပြောတယ်။မဝေဘူး။ငွေပစိုးလေးဝေထားပါလူလေးရဲ့လို့အမေကြီးကပြောတယ်။မဆဲဘူး။ဒါဖြင့်ရွှေပစိုးရွှေဝတ်တွေဝတ်ဆင်ပြီး မင်းသမီးကိုစောင့်မလို့နှစ်ယောက်လုံးကတပြိုင်တည်းပြောကြတယ်စောပလာကခေါင်းခါတာပဲဘာမှဝေခိုင်းစင်ခိုင်းလို့မရဘူးတည့်ရွက်ဒီတီးပြီးဝေထားတဲ့ဝေစားကိုပဲသူဝေထားတယ်ပြောရင်ဆိုရင်ပဲမင်းသမီးကလေးလာတော်မူပါပြီဆိုတဲ့ဟိတိုင်းကို ကြားရတဲ့ဖူကြီးနဲ့အမဲကြီးလည်းတော်တော်မျိုးလုံးပြူနေကြတာပေါ့သားအတွက်အရှက်ရတော့မယ်သားအတွက်ရာဇဝတ်များအသိချေမလားဆိုပြီးပူကြတာပေါ့စောပလာလေးကတော့မင်းသမီးလာပြီဆိုတဲ့သတင်းကြားတာနဲ့တပြိုင်တည်း အိမ်မော်ကဆင်းပြေးပြီးခံလန်းလန်းမှရှိတဲ့တစ်ပင်ကြီးတွေထဲကတစ်ပင်ကြီးတစ်ပင်ပေါ်တက်ပြေရော်တဲ့မင်းသမီးကလေးလာတာကိုသူကတော့မြင်ရတယ်မင်းသမီးလေးကတော့သူ့ကိုမမြင်ရဘူးမင်းသမီးကလေးအိမ်ရှိရောက်လာတဲ့အခါပန်းတော်ဆက်အဖိုးကြီးနဲ့အမေကြီးကမျက်နှာတွေပြက်ပြီးသမီးတော်ဖျားသမီးတော်ဖျားလာပြီးကြမှအိမ်မော်ကဆင်းပြေးပြီးပုန်းနေပါတယ်လို့တတော်ဦးတင်ကြတဲ့သမီးတော်ကစိတ်မပြက်ရှာဘူးအိမ်ကြီးလည်းမပြက်ဘူးဘယ်ဘက်သွားသလဲလို့မေးတော့အမေကြီးက နောက်ဖေးပဲစီညွှန်ပြတဲ့ညံရီတော်ရီရောအဖိုးကြီးမဲကြီးပါ မလိုက်ခဲကြနဲ့လို့မှားခဲ့ပြီးသမီးတော်ဟာတစ်ပင်ကြီးတွေရှိရာအောက်ကို တပားတဲလိုက်သွားတဲ့သမီးတော်ကလေးတပားတဲလာပြီးတစ်ပင်ကြီးတွေပေါ်မောကြီးကသူ့ကိုရှာနေတာကို တွေ့တော့စောပလာကအင်မတန်တဘောကျသွားတာပေါ့ဒါကတော့သူလဲပူထုစင်ကိုကွဲ့ဒီလောက်တော့ဖိုးချိုင်းတုံးဖြစ်မှာပေါ့မင်းသမီးကလေးသူလိုက်ရှာနေတာကိုစိန်နဲ့အပေါ်ကနေစီးကြည့်နေရတာက တော်တော်ကလေးကြတော့စောပလာလေးကမင်းမီလေးကိုတနာလာတယ်စိတ်ထဲကလည်းဘာကလိုလိုဖြစ်လာတယ်ထင်ပါရဲ့ဒါနဲ့တိရွယ်ကလေးတစ်ခုခုပြီးလက်ထဲညှပ်ပြီးမှုန့်လိုက်တာ အလွန်သားရတဲ့ငှက်တန်းကလေးမြည်လာတဲ့ကွယ်အတန်မီယာကိုမင်းသမီးလေးလိုက်ကြည့်တဲ့ငှက်ကလေးလည်းရှာမတွေ့ဘူးတိရွယ်တွေဝှက်ထားတဲ့လူမိုးစောပလာလေးကိုလည်းရှာမတွေ့ဘူးမင်းသမီးလေးကတော့ဒီအတန်ဟာငှက်တန်မဟုတ်ဘူးငါကိုမြင်လို့စောပလာကလေးတမင်အတန်ပေးတာပဲလို့စဉ်းစားမိတယ် ဒါပေမဲ့ရှာလို့လည်းမတွေ့နိုင်ဘူးတော်တော်ကလေးရှာမိမှ လာလာတွေ့လောင်းကြီးတွေ့လောင်းကြီးတွေ့တာကိုတားရဲ့စောပလာကတေကိုင်းဖျားကလေးကိုပြီးကောင်းငင်ဘာကစားသလိုလုံနေတဲ့ဒီနေရာမှာတော့အသားကလေးနဲ့တော်တော်တူတယ်မင်းလည်းဒီလိုပဲ တန်းတွေခိုးတာပဲငငယ်ကလေးတုန်းကဖီဖီမင်းကိုမှတ်မိတဲ့အချိန်တုန်းကပြောတာပါအခုတော့မသိဘူးအခုလဲတွဲလောင်းမယ်လားဒါနဲ့မင်းသမီးလေးကဆင်းငယ်လို့လက်ရက်ခေါ်တယ်သူကခေါင်းခါတယ် မင်းသမီးလေးက၄၅၆ခါခေါ်တယ်။ကိုရောချောကခေါင်းခါတာပဲ။တနာဦးဝါများလုံနေသလားမသိဘူး။မိလေးကထက်ခေါ်ပြန်တယ်။သူကခေါင်းတွင်မကဘူး။ဒီကိုလုံးကိုခေါင်းရမ်းတယ်လို့ရမ်းပြလိုက်တယ်။ဒီလိုနဲ့နေတော်ဆောင်သွားတော့မင်းသမီးလေးလည်းလက်လျှော်ပြီးနန်းတော်ကိုပြန်သွားရရှာတာပေါ့။မင်းသမီးကလေးနန်းတော်ကိုရောက်လာတဲ့ချိန်မှာစောပလာ ကိုတော်မြတ်ကလည်းတစ်ပင်ပေါ်ကဆင်းပြီးအိမ်ပြန်လာတော့တဲ့ ဒီလိုဖြစ်ပြပြီးတဲ့နောက်မှာလဲပန်းတွေကတော့တနေ့တစ်နေ့အထူးခြားခြားကောင်းကောင်းလာတော့တဲ့။စောပလာကလည်းမင်းသမီးလေးကိုမြင်ပြီးတဲ့နောက်မှာပို့ပြီးစေတနာတွေပို့လာတယ်ထင်ပါရဲ့။ပန်းတွေကောင်းလာတာကတကြောင်ထူဆန်းတဲ့လူလင်ပြိုးကိုတစ်ပင်ခေါင်းပြားပေါ်မှာတွေ့ခဲ့ရတာကတကြောင်ကြောင့်မင်းသမီးလေးကလည်းမြစ်တာပန်းပြန်ကမ်းဖို့အရေးကိုပဲကြိတ်ဆွေးနေရှာတဲ့။အဲဒီတော့ကလောကကြီးကလည်းအခုခေတ်လိုပဲရှိတယ်ထင်ပါရဲ့ကွယ်။ တာတာယာယာရှိလိုက်ဒုက္ခဒုက္ခတွေ ပေါ်လာလိုက်ပဲတနေ့တော့ချင်းသေးကြီးတကောင်ဟာမင်းမူလာတယ်နေစဉ်မဲ့16နှစ်နဲ့25နှစ်တွင်ရှိတဲ့အမျိုးသမီးမျိုးတယောက်ကို သူစားဖို့ဆက်တာနေရတော့တဲ့ရှင်မင်းကိုယ်တိုင်ကချင်းသေးကိုအခွန်ဆက်နေရတဲ့ဘဝရောက်နေရတော့တာပေါ့မုံဆိုးကျော်တွေကလည်းဒီချင်းသေးနာမကက်ရဲကြဘူးမဆိုးမပိုးလုံးမိပြန်ရင်လည်းဒေါပွားပြီးပိုးဆိုးမှဆိုတာနဲ့ရှင်မင်းကလည်းမောင်းမခက်ရဲဘူးဒီလိုနဲ့ပဲ လူပြိုလှပါတဲ့သမီးကညာကလေးတွေတနည်းတယောက်ပြီးနေရက3လခန့်ကြာတော့သူ့ဆွေမျိုးတွေကပါ ကိုဆွေမျိုးတွေကပါပါသူသမီးလည်းပါဖြစ်ကုန်တာပေါ့တိုင်းသူပြည်သားတွေကလည်းတော်တော်မကြည်မနှက်ဖြစ်လာကြတယ်တို့ဆင်းရဲသားသားသမီးတွေသားမဲချချပြီးပြီးနေရတယ်ဉာဏ်တွင်သူတွေကမိမမဟုတ်ဘူးလားဆိုတဲ့စကားတွေဖြစ်လာတယ်တရားမျှတကြီးပါတီတို့ဘာတို့ဖွဲ့စည်းတယ်မဖွဲ့စည်းဘူးဆိုတာတော့ဖြစ်ဖြစ်လည်းမသိဘူး ဒါနဲ့ပဲဘီယင်ကြီးလဲပြည်သူပြည်သားတွေဆူလာလို့မနေနိုင်တော့ပဲနန်းတွင်သူတွေပါမဲချရာတွင်ပါစေရမယ်ငါသမီးတော်ကိုပါမဲချရာမှာဆင်းသွေးနိုင်တယ်မဲကြခြင်းမကြခြင်းမှာသူ့ကူတို့အတိုင်းနာဖြစ်ပါစေဆိုပြီး အမိန်တော်ထုတ်ပြီးပြည်ပေါ်မှာရွှေကြော်ညာထုတ်လိုက်ရတော့တဲ့ကွယ်ရှင်မြင်းကြီးလဲဒီနေရာမှာခြေလန်းမှန်ပေလို့ပေါ့မဟုတ်ရင်အုံကြွသမားတွေနဲ့တွေ့ပြီးဒုက္ခတွေ့ကောင်းတွေ့မယ် မဲကတော့ရှမ်းပြည်နယ်ဖျားပွဲက36កောင်လိုပဲနေစဉ်မှန်မှန်ဖွင့်ရတာပေါ့နန်းတော်တွေကလည်းတော်တော်ပါသွားပြီမြို့တော်တွေကဆိုတာတော့မပြောနဲ့တော့ညမကြမီတနေ့မှာတော့သမီးတော်ကလေးဟာကန်ဆိုးမဆင်းနဲ့မှမဲကြရှာတော့တယ်မနေ့မဲဖွင့်ပြီးညနေနေထန်းနှစ်ဖျားလောက်ရှိမှမြို့တော်နဲ့တတိုင်းတတာဝီးွာတဲ့တော်အုံကြီးတွေကစောင့်နေတဲ့ရှင်သေးစီကိုသွားပြီးအစာအဖြစ်အရှင်လက်လက်ပေးဆက်ရတာကို မင်းသမီးကလေးချင်းသေးစာမဲကြသွားပြီဆိုတဲ့တဲ့ဟာမြို့တော်တွင်မကဘူးကြေးလဲစနေပုတ်ထီးခရက်ရိုက်သွားတာပေါ့ပန်သွားဆရာကပြန်လာကြတဲ့အဖိုးကြီးမဲကြီးများဟာမျက်ရည်ဆက်လက်နဲ့ပြောပြလို့စောပလာလေးကလည်းဒီတဲ့င်းကိုမွန်းတဲ့ချိန်တော့မှသိရတယ်ညနေပိုင်းရောက်လာတော့စောပလာကမင်းသမီးလေးကိုချင်းသေးစာသွားကြွေးတဲ့မြေမှူတန်းတွင်နောက်ကနေတိတ်တဆိတ်လိုက်သွားတာပေါ့မြေမှူတန်းတွေကနေ့စဉ်နေ့တိုင်းလိုပဲမင်းသမီးလေးကိုလည်းချင်းသေးကြီးလာမယ့်နေရာမှာခြားထားခဲ့ပြီး သူတို့တွေကတော့ကြပြကတိထွက်ပြေးကြရော့စောပလာလေးကတော့မင်းမှုန်းတွေမမြင်အောင်အตาကလေးပုံရှောင်ပြီးနေလိုက်တယ်ဒီချိန်မှာဖြင့်ရှင်မြင်းကြီးရောမိဖုရားကြီးရောတနန်းတော်လုံးငိုပွဲဆင်နေကြရှာတာပေါ့ရှေခေကတော့လက်နဲ့ကောင်းနေမပေါ်သေးတော့ရှင်သေးကိုတော့ရှုံးပြီးနေရတာကိုခုခေတ်တော့လဲလက်နဲ့တွေကကောင်းလို့လူလူချင်းတက်နေလိုက်ကြတာပြောမကောင်းဘူးရှင်သေးလူသားစားတဲ့နေရာမှာရှင်သေးရဲ့စွာချင်းစားကြံတွေရှိနေတဲ့အတွက် ဇဒရွေတယုံယုံနေတဲ့မင်းသမီးလေးခမားဖြင့်ရှင်သေးကြီးပေါ်မလာခင်မှာကိုမေမျောမတက်ကြောင်းလန့်တုံကြီးနေရှာတယ်။စောပလာလဲရှင်သေးမရောက်လာခင်မင်းသမီးစီပြေးလာပြီးဘာမှမကြောင်းနဲ့ရှင်သေးကိုကြုံတက်ပြီးခမားကိုကယ်မယ်လို့ပြောလိုက်တယ်။စောပလာဟာတစ်ပင်ကြီးပေါ်မှာတုံးကားလိုပဲတည့်ရွက်တွေတီးပြီးဝှထားတာဖြစ်တော့မင်းသမီးလေးကလည်းမှတ်မိတယ်။ကဲပါမောင်တော်မောင်တော်မကယ်ရင်တော့နှမတော်တည်ရပါလိမ့်မယ်လို့ဆိုပြီးစောပလာပခုံးကိုပြေးဖက်ထားတဲ့ ဒီချိန်မှာပဲတော်ကိုတိုးပြီးရှဲ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 နဲ့ချင်းသေးကြီးကလာနေတာပေါ့ဝုံဝုံနဲ့လဲလှန့်တန်းပြေးလိုက်သေးတဲ့မိန်းမလေးကတော့တုံနေတာပေါ့စောပလာလေးကတော့ဘာမှမဖြုံဘူးချင်းသေးကြီးကဟာဒီကနေ့ထူးထူးဆန်းဆန်းယောက်ျားတယောက်ပါလာတယ်ဒီကောင်ကလည်းမျက်နှာတင်းတင်းကြီးနဲ့တော်တော်လူပွားဝါတယ်မူလာစာချုပ်တုန်းကမိန်းကလေးတယောက်တည်းရှိရမယ်လို့ဆိုထားတာအခုလူတွေစာချုပ်ဖောက်ဖြစ်တယ်လို့ဆိုကြင်သလားမပြောတတ်ဘူး ဆူဝက်ကိစ္စအတွက်ဤတင်ကနတ်စားကိုကြည့်တဲ့အကြီးမျိုးနဲ့ခြေတင်ကြီးကစောပလာကိုစူးစူးစိမ့်စိမ့်ကြီးကြည့်နေတယ်။လေဒီစစ်သားတွေလှုပ်မယ်ဘုံကျဲမယ်ဆိုတဲ့သဘောမျိုးပေါ့ကွယ်။ဟေ့မင်းကဒီကိုဘာပြုလို့ရောက်နေရတာလဲလို့ခြေတင်ကြီးကစောပလာကိုလှမ်းမိလိုက်တယ်။မင်းကိုဒီကနေ့အသေးတက်ဖို့ငါလာခဲ့တာပဲကွာလို့စောပလာက ခြေတင်ကြီးရဲ့မျက်လုံးနှလုံးစီတဲ့တဲ့ဆိုင်ကြည့်ပြီးရဲရဲရင်ရင်ပြောလိုက်တဲ့။ ဟာဟာဟာမင်းငါလားကွာလို့ချင်းသေးကြီးကမေးလိုက်တဲ့။ဒါပေမဲ့ချင်းသေးကြီးစိတ်ထဲမှာဘသူမှငါ့ကိုဒီလိုမပြောရဲဘူး။ရှင်မြင်းအောင်ငါ့ကိုဒီလိုမပြောရဲဘူး။ဒီကောင်ကငါ့ကိုဒီလိုပြောတာလူထူပဲလားအယူပဲလားဆိုပြီးချင်းသေးတွေးတွေးမှုတဲ့။ဟာဟာဟာငါပဲကွာမင်းတို့ဒီကနေ့အသေးသက်မှငါပဲကွာလို့ပြန်ပြောလိုက်တဲ့။အေးဒါဖြင့်ကောင်းပြီ။မင်းနည်းနည်းဝါလို့အသားများတယ်။မင်းကိုအရင်စားပြီးမှ မင်းကလေးကိုအချိုးတက်ရမယ်လို့ချင်းသေးကြီးကပြောရင်ဝုံဝုံနဲ့អော်လိုက်တဲ့။အေးဟုတ်ပြီ။ငါကလည်းဒီကနေ့တော့ချင်းသေးကိုကြွက်သားကြော်ကြော်စားမလို့ပဲကွာလို့ပြန်ပြောလိုက်တဲ့။သူ့ကိုကြွက်နဲ့နှိုင်းပြီးပြောလိုက်တဲ့စကားတွေချင်းသေးကလည်းအလွန်ဒေါပွားပြီးသူ့ဒေါတာသူမထိန်နိုင်တော့ပဲစောပလာကိုပြေးအောင်ရောတဲ့။စောပလာကဘဲဘက်ကိုတလှန်တိမ်ပြီးညာဘက်လက်သီးနဲ့ချင်းသေးကြီးမေးရိုးကိုအောက်ကနေပင့်ထိုးလိုက်တာ။ ခွေးကြီးလှဲနေသလိုဂိုင်ဂိုင်နဲ့ဟုတ်သေးပါဘူးလေဝုံဝုံနဲ့လည်းអော်ပြီးမထနိုင်ဖြစ်နေတော့တာပဲတဲ့ဒီချိန်မှာမင်းသမီးလေးကအစောပလာညွှန်ကြတဲ့အတိုင်းပုံွယ်ကြည့်နေတဲ့နေရာကပြေးထွက်လာတဲ့တောင်းလောင်နေတော့ချင်းသေးကြီးဟာအာယူလုံးလုံးပြီးစူးစားထကြည့်နေတယ်ဒါပေမဲ့စောပလာရဲ့လက်သီးတန်းကြောင့်ခေါင်းကိုမထောင်နိုင်အောင်ဖြစ်ပြီးပြန်ပြန်လဲကျသွားတဲ့။ခါကတော့တော်တော်တန်နေတဲ့အတွက်နောက်ပိုင်းအာကားဖြင့်ကြောက်စရာကောင်းလို့မဲ့တဲ့ တရိတ်ဆိုင်တွေရဲ့ဘရင်ဖြစ်တဲ့ချင်းသေးကြီးအော်တန်ငိုကြတဲ့အတွက်စင်ကြာကြတဲ့ဝဝင်မှစားပြီးကြားကြားသမျှတော်နေတဲ့ဝါတွေကြီးလာကြတာပေါ့ကြီးလိုက်ပြန်တော့လေသူတို့ဘရင်ချင်းသေးကြီးကလဲလို့လူသားလူလင်ပြိုကခါထောက်ပြီးကြီးလို့ဒါနဲ့သူတို့လည်းအနာနီးနီးမကတ်ကြပဲခဝေးဝေးကပဲလှမ်းကြည့်နေကြတယ်။အဲဒီပြိတ်သက်ဆုံးတဲ့အချိန်တော့မှာပဲစောပလာက ကုံကုံထနေတဲ့ချင်းသေးကြီးရဲ့ခါကိုကင်ပြီးချင်းသေးကြီးကိုအပေါ်ကိုမြှောက်လိုက်တယ်။ ပြီးတော့ကြောက်တုံးကြီးတွေပေါ်ပောက်ချလိုက်တာချင်းသေးကြီးလည်းစင်းစင်းသေးတော့တာပဲသူတို့ပြင်ချင်းသေးကြီးကိုတောင်ကင်ပေါက်တတ်နိုင်တဲ့ယောက်ျားကိုမြင်တဲ့အတွက်တခြားတိရစ္ဆာန်အရင်းကြီးတွေလည်းအနာတို့မလာရဲကြတော့ဘူးထွက်ပြေးကြရော်တဲ့မင်းသမီးလေးကလည်းစောပလာစီကိုပြေးလာပြီးတအားဖက်ထားတော့တာပေါ့စောပလာကလည်းဘာမှမပြောဘူးမင်းသမီးလေးကို ပခုံးမော်ထမ်းပြီးသူတို့အိမ်ကို ခေါ်လာတော့တာပဲမင်းသမီးလေးကနန်းတော်ကိုသွားကြရအောင်လို့ပြောပေမဲ့ မရဘူးတဲ့သူတို့အိမ်ကိုရောက်တော့မျက်ရည်တွေရွှဲနေတဲ့မျက်လုံးကြီးများနဲ့အဖိုးကြီးနဲ့အဖွားကြီးကသူတို့ကို စီးဖက်ကြတယ်။နောက်ပြီးနန်းတော်ကသွားတရင်ပြကြတယ်။လမ်းမှာတွေ့သမျှလူတွေကိုအဖိုးကြီးအဖွားကြီးများကပြောသွားတဲ့အတွက်အမျိုးလုံးလဲအုပ်အော်တောင်းနှင်းဖြစ်သွားတော့တာပဲ။မျိုးသမီးပြူပြူရွယ်ရွယ်တွေပါဝင်မျိုးလူလူကြီးအားစောပလာတို့အိမ်ကို လာဝိုင်းပြီးကောင်းချီးပေးကြွေးကြကြတဲ့ နန်းတော်တွေမှာဘရင်နဲ့မိဖုရားလည်းပြောပြပြနိုင်အောင်ဝမ်းသာကြတာပေါ့နန်းတွင်သူနန်းတွင်သားတွေလည်းကောက်ကုန်ကြတော့တာပဲတဲ့ဘရင်ကြီးလည်းသူ့မင်းကြီးတွေကိုခေါ်ပြီးသမီးတော်နဲ့စောပရာလူလင်ကိုနန်းတော်တွင်ဟောနဲ့ထန်ခေါ်ခဲ့ဖို့အမိန့်ပေးလိုက်တဲ့မင်းကြီးများသွားတဲ့ချိန်မှာများပြားလာတဲ့လူလူကြီးဟာအင်္ဂလိပ်ကိုဝိုင်းထားလို့ဝင်ကြီးတွေသွားဖို့လမ်းတောင်မရှိဘူးတဲ့ကွယ်စောပရာလူလင်ကျမ်းမာကြပါစေစောပလာလူလင်အသက်ရာကျော်ရှိပါစေလို့အော်တဲ့လူကအော် တချို့ကလည်းစောပလာမင်းသားလေးတက်တော်ရကြောရှိပါစေလို့ကြွေးကြော်ဆုတောင်းကြတယ်။အင်္ဂလန်ပြည်ယနေ့နန်းဆန်နေတဲ့ဒူတရားမြောက်အဲလစ်ဘက်ဘုရင်မကိုအကြောင်းပြုပြီးကျင်ရတော်ဖီလင်းမောင်ပက်တန်ကို Jew of Eden ဘာရာလို့ပဲခေါ်ကြတဲ့သဘောမျိုးများတောင်းဆိုကြနေသလားမပြောတတ်ဘူးကွယ်။တချို့အရင်လိုတဲ့လူစုတွေကတော့သမီးတော်နဲ့စောပလာလူငယ်လက်ထပ်ထင်းများလက်ထပ်ထင်းများလို့ကြွေးကြော်ကြတဲ့ ဒီကြွေးကြော်တန်မျိုးကိုဝင်ကြီးတွေလည်းအားလုံးကြားနေရတာပေါ့ကွယ်ဝင်ကြီးတွေကဒီလိုဖြစ်မဖြစ်ချေဘူးဆိုပြီးမောင်ကြီးကိုထူပြီးဘရင်အမိတော်ကိုဖတ်ပြကြညာတော့မှဝင်ကြီးတွေနဲ့ဝေါ်ထန်းတဲ့လူတွေအင်္ဂလိပ်စီကိုသွားလို့ရကြတော့တဲ့မင်းသမီးလေးနဲ့စောပလာလူလင်ကိုဝေါ်ပေါ်တက်တဲ့အချိန်မှာစောပလာလူလင်ဟာတည်ရတည်တည်ထားတဲ့သူ့ဝတ်စားတွေကိုပဲဝတ်ထားသေးတာပဲမင်းသမီးလေးကတော့လဲခိုင်းခြင်းလဲခိုင်းမှာပေါ့သူကမလဲလို့ဖြစ်ချင်းဖြစ်မယ် ဘောကိုလည်းဝေါ်ထန်သမားတွေထမ်းရတယ်မရှိဘူးလူလူကဝင်ထမ်းအောက်ကနေခေါင်းနဲ့ရွက်တဲ့လူကရွက်စောစောကကြွေကြော်တမ်းမျိုးတွေပြင်းစောပလာလူနေနဲ့မင်းသမီးတွေတက်တော်ရကြော်ရှိပါစေချင်းသေးကြီးရန်ဖြိုခွင်းတာစောပလာစောပလာလူလည်းပေါ်ကြတဲ့နန်းတော်ရောက်တော့ပြည်သူဆန္ဒနဲ့အညီသူရဲကောင်းစောပလာလူလင်လေးနဲ့သမီးတော်ကလေးကိုဘရင်နဲ့မိဖုရားကြီးကိုယ်တိုင်ကမဆိုင်မတွားဆူလျားရစ်ပတ်လက်ထပ်ပေးလိုက်တယ် ဒီကြော်ညာချက်ကိုလည်းမြို့ရိုးပြင်ပမှာအော်နေကြတဲ့ပြည်သူပြည်သားတွေစီ ချက်ချင်းထုတ်ပြန်ကြေညာလိုက်တယ်။ဒီကြေညာချက်ထွက်လာတော့လူလူကြီးကဒါမှဒိုးဘရင်ကြီးဒါမှဒိုးဘရင်ကြီးလို့အော်ကြတဲ့။တချို့ကလည်းစောပလာလူတွေနဲ့မင်းသမီးကလေးသက်တော်ရကြောရှိပါစေ။တားရီသမီးတွေပေါ်ပါစေလို့ဆူတောင်းကြွေးကြော်ကြတဲ့။ဘရင်ကအတင်းစီစဉ်ထားတဲ့လက်ထပ်ပွဲကြီးပြီးမှပဲစောပလာလေးလဲပိုးပစိုးငွေပစိုးရွှေပစိုးတွေကိုဝတ်တော်တဲ့ကွယ်။ ခုနှစ်ရက်ခန့်ကြာတဲ့အခါပြည်သူပြည်သားလူလင်မျိုးတွေဟာရှင်သေးကြီးအီကိုဆုပ်ပြီးချုပ်လုံထားတဲ့ဝတ်စုံတစုံကိုစောပလာလေးစီလက်ဆောင်ဖြည့်ပို့လိုက်ကြတဲ့ရှင်သေးကြီးဘင်းရန်ကပြည်သူများရဲ့အသက်ကိုကယ်တင်တဲ့စောပလာလေးကိုဘယ်မှာကျေးဇူးဆက်လို့ကုန်နိုင်မလဲကွယ်စောပလာလေးနဲ့မင်းမီလေးကတတိယပြီးတော့ပန်းဆက်တဲ့အဖိုးကြီးဖွားကြီးကိုနန်းတော်ခေါ်ပြီးမိဘအရာမထားတဲ့မင်းသမီးလေးကစောပလာလူလင်ကိုအနားမှာတပွားမှမခွာစေတဲ့အတွက် ပန်တွေကတော့ရှိကလို့ကောင်းကောင်းမရတော့ဘူးပေါ့ဘင်းကြီးနဲ့ရွာဆန်တော့စောပလာနဲ့သမီတော်လေးကဘိတ်သိက်ခံပြီးနန်းသိမ့်တာပေါ့ကဲတော်တော့ပြီးထင်တယ်သားရဲ့ဖီဖီလည်းတော်တော်လက်ညောင်းသွားပြီစောပလာနော်ပြူစောတိမဟုတ်ဘူးစောရပလာလည်းမဟုတ်ဘူးကောင်းကောင်းမှတ်ထားအောင်ဒီစာကိုကိုကိုတို့မမတို့ကိုဖတ်ခိုင်းပါသားတို့သမီးတို့ဘေးရန်ကင်းလို့ကျန်းမာချမ်းသာကြပါစေဖေဖေမှတ်ချက် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဤဆောင်ရွက်ချက်အရလူတူဦးလာအားနိုင်ငံတော်အစိုးရက14ရက်တလ1958ရက်နေ့တွင်အချုပ်နှောင်မှလွတ်လိုက်သည်ဟုတ်ကဲ့ပါရှင်ဆရာကြီးလူတူဦးလာရဲ့ဇနီးနှင့်တာသမီများတို့ ထောင်တွင်မှပေးစာများစာအုပ်ကလေးကတော့ဒီမှာပဲဇက်သိမ်းခဲ့ပါပြီ အပိုင်းတစ်ကနေဇက်သိမ်းမှရောက်သည်သည့်နားဆင်ပြီးခဲ့ကြပါတော့ကလစ်ကောင်မောင်နှမများအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်